ရော်နယ်ဒိုရဲ့ဦးဆောင်မှုနဲ့2026ကမ္ဘာဖလားမှာဘိုးဆွဲဝီပန်းထားတဲ့ပေါ်တူဂီနီးပြမာတီနက်စ်ပေါ်တူဂီနီးပြရော်ဘတ်တိုမာတီနက်စ်က1966တုန်းကပေါ်တူဂီယားကမ္ဘာဖလားမှာတက်တရရခဲ့တယ်2026မှာတော့ယူရိုချန်ပီယံဖြစ်ခဲ့တယ်အခု2026ကမ္ဘာဖလားမှာတော့ကျွန်တော်ပါဝင်ကျွန်တော်ကစားမားတွေကကမ္ဘာဖလားကိုနိုင်ရဖို့ပြင်ပထားနေကြပါတယ်ဒီအောင်မြင်မှုကိုလူတိုင်းကရတိုက်သလိုပေါ်တူဂီပြည်သူတွေအားလုံးနဲ့ရတိုက်ပါတယ်လို့ပြောကြခဲ့ပါတယ်ဒီစကားတွေကပေါ်တူဂီရဲ့ဘောလုံးသမိုင်းကိုပြန်လည်ပြီးတော့အမှတ်ရစေုံသာမကခရစ်စတီယာနိုရော်နယ်ဒိုဦးဆောင်တဲ့အသင်း2026 ကမ္ဘာဖလားအတွက်ရည်မှန်းချက်ကြီးမားဖို့ထင်ရှားပါတယ်။ရောဘတ်တိုဘာတီနက်စာနောက်23ခုနှစ်မှာပေါ်တူဂီနီပြားဖြစ်နေခန့်ခံခဲ့ရပြီးတော့နိုင်ငံတကာပြိုင်ပွဲကြီးမှာအသင်းကိုအောင်မြင်မှုရအောင်ဦးဆောင်နေသူပါ။သူရဲ့ပြောကြားချက်ဟာပေါ်တူဂီရဲ့ဘောလုံးသမားရဲ့ဂုဏ်ပြုသာမကအသင်းလက်ရှိဆွဲနေတဲ့နောက်26ကမ္ဘာဖလားမှာအောင်မြင်မှုရဖို့ရည်မှန်းချက်ကိုပြသတဲ့စကားတွေဖြစ်ပါတယ်။မာတီနက်စာ1966ကမ္ဘာဖလားနဲ့2016ယူရိုချန်ပီယံအောင်မြင်မှုတွေကိုဖော်ပြခဲ့တာပေါ်တူဂီရဲ့ဘောလုံးသမားကိုပြန်လည်ပြီးတော့အမှတ်ရစေဖို့ရည်ရွယ်တာပါ။1966ခုနှစ်မှာပေါ်တူဂီကအင်္ဂလန်မှာကျင်းပတဲ့ကမ္ဘာဖလားမှာ တတရညာရရှိခဲ့ပြီးတော့ဒါသူတို့ရဲ့ကဘာဖလားပထမဆုံးအောင်မြင်မှုဖြစ်ပါတယ်။အဲ့ချိန်က OCB ဟာကိုကိုသွင်းပြီးတော့ပြိုင်ပွဲရဲ့ကိုသွင်းများဆုံးစားမစုကိုရခဲ့ပါတယ်။နောက်ဆက်ချောက်ခုနှစ်မှာတော့ပေါ်တူဂီယာယူရိုချန်ပီယံပြိုင်ပွဲမှာခရစ်စတီယန်ရိုနယ်ဒိုရဲ့ကောင်းဆောင်မှုနဲ့ပြင်သစ်ကိုဖိုင်နယ်မှာနိုင်ရခဲ့ပြီးတမိုင်းဝင်အောင်မြင်မှုတစ်ခုကိုရရှိခဲ့ပါတယ်။ဒီအောင်မြင်မှုတွေကိုမာတီနက်စ်ကဖော်ပြခဲ့တာပေါ်တူဂီယာဘောလုံးတပိုင်းကိုဂုံပြုံနာမကအသေးရဲ့လက်ရှိစွမ်းရည်နဲ့အနာဂတ်ရည်မှန်းချက်ကိုချိတ်ဆက်ပြသဖို့ရည်ရွယ်တာပါ။မာတီနက်စ်ရဲ့ပြောကြားချက်မှာ ကျွန်တော်ပါဝင်ကျွန်တော်ကစားမတွေလို့ဖော်ပြခဲ့တာသူရဲ့နီးပြားဖြစ်တာဝန်ယူမှုနဲ့အသင်းရဲ့စီးလုံးညီညွတ်မှုအလေးထားပါတယ်ခရစ်စတီယန်ရိုနယ်ဒိုကပေါ်တူဂီသင်းရဲ့အဓိကခေါင်းဆောင်ဖြစ်ပြီးတော့သူ့ရဲ့ကိုယ်သွင်းဆိုင်ခေါင်းဆောင်မှုနဲ့ဖီးယားအောက်မှာတည်ငြိမ်မှုဟာအသင်းရဲ့အောင်မြင်မှုအတွက်အရေးပါတဲ့ချက်တွေပါကူဂျန်နီရိုနယ်ဒိုကပေါ်တူဂီအတွက်233ပွဲကစားပြီးတော့133ခုသွင်းတာကဒါနိုင်ငံတကာဘောလုံးမှာကိုယ်သွင်းများဆုံးစံတင်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် အိုင်ဘတ်69နဲ့ Fiber Mix ကစားလို့ရဆိုရင်တော့ Fiber နံပါတ်39 454 569ကိုဆက်သွယ်လိုက်ပါ Marines က Ronaldo ရဲ့အခန်းကဏ္ဍကိုအလေးပေးအောင်သာမကအသင်းရဲ့လူငယ်ကစားမတွေရဲ့စွမ်းရည်တွေကိုလည်းသုံးချပြီးတော့အသင်းကိုစီးလုံးညီညွတ်အောင်ဥဆောင်နေပါတယ် Marines ကပေါ်တူဂီပြည်သူတွေအားလုံးရားထိုက်ပါတယ်လို့ပြောခဲ့တာဟာပေါ်တူဂီနိုင်ငံဘောလုံးပရိသတ်တွေရဲ့ဆရာတက်တန်မှုနဲ့အသင်းပေါ်ထားရှိတဲ့မျှော်လင့်ချက်ကိုအသိမှတ်ပြုတာပါပေါ်ရီးယားဘောလုံးကိုနိုင်ငံရင်ကျိမှုအစိပ်ပိုင်းတစ်ခုဖြစ်တဲ့တန်ဖိုးထားတဲ့နိုင်ငံဖြစ်ပြီးရော်နယ်ဒိုလူကစားမတွေကနိုင်ငံသားတွေရဲ့ဂုဏ်မှုကိုပြသတဲ့သင်္ကေတတွေဖြစ်ပါတယ် မာရီနက်ဆဲစကားပရိသတ်တွေကိုအသင်းနဲ့ချိတ်ဆက်ပြီးတော့ကမ္ဘာဖလားအမြင်မှုကိုအတူတကွမျှဝေခန်းစားဖို့ယူရတာပါမာရီနက်ဆဲပြောကြားချက်မှာဖော်ပြတာတွေထောင်ကွာ66ကမ္ဘာဖလားနဲ့2016ယူရိုချန်ပီယံအောင်မြင်မှုတွေဟာပေါ်တူဂီရဲ့ဘောလုံးသမိုင်းမှာအရေးပါတဲ့မှတ်တိုင်တွေဖြစ်ပါတယ်ထောင်ကွာ66ခုနှစ်အင်္ဂလန်မှာကျင်းပတဲ့ကမ္ဘာဖလားမှာပေါ်တူဂီယာပထမဆုံးကြိမ်ကမ္ဘာဖလားပြိုင်ပွဲဝင်ရောက်ရှေ့ပိုင်းကယ်ပြီးတော့တတိယနေရာရခဲ့ပါတယ် UCB ဦးဆောင်တဲ့အသင်းဟာအုပ်စုစစ်မှာဘရာဇီးကို3-1နဲ့နိုင်ခဲ့ပြီးတော့ဇီးဖိုင်နယ်မှာအင်္ဂလန်နဲ့ရှင်ပိုင်းခဲ့ပါတယ်ဇီးဖိုင်နယ်မှာအင်္ဂလန်ကို2-1နဲ့ရှုံးခဲ့ပေမဲ့တတိယနေရာအတွက်ပွဲမှာဆိုဗီယက်ယူနီယံကို2-1နဲ့အနိုင်ရခဲ့ပါတယ် ။ OCBO အပြိုင်ပွဲမှာကိုကိုသွေးမျိုးတော့ကိုသွေးများဆုံးစားမဆုရရှိခဲ့ပြီးပေါ်တူဂီရွှေခေတ်ရဲ့ပထမဆုံးအောင်မြင်မှုကိုမှတ်တမ်းတင်ခဲ့ပါတယ်။ဒီအောင်မြင်မှုကပေါ်တူဂီရဲ့ဘောလုံးပိုင်းမှာဂုံစရာဖြစ်ပြီးတော့မာတီနက်စ်ကဒီနေ့အောင်ဖော်ပြခဲ့တာအသင်းရဲ့သမိုင်းရင်စွမ်းရည်ကိုပြန်လည်ပြီးတော့အမှတ်ရစေဖို့ပါ။၂016ခုနှစ်ယူရိုပြိုင်ပွဲမှာပေါ်တူဂီရဲ့ရော်နယ်ဒိုရဲ့ကောင်းဆောင်မှုနဲ့ဖာနန်ဒိုစန်တိုးစ်ရဲ့နီးပြမှုအောက်မှာသမိုင်းရင်အောင်မြင်မှုတစ်ခုရခဲ့ပါတယ်။အုပ်စုစစ်မှာတာမန်စွမ်းဆောင်ရည်နဲ့အောင်မြင်ခဲ့ပြီးတော့ဖိုင်နယ်မှာပြင်သစ်ကို1-0နဲ့နိုင်ပြီးတော့ဘူးဆွဲခဲ့ပါတယ်။ ရိုနယ်ဒိုဒီဖိုင်နယ်ပွဲမှာတန်းအရရခဲ့မဲ့သူ့ရဲ့ကွေးမြေကလှုံ့ဆော်မှုနဲ့အသေးမော်ရီယံစွမ်းဆောင်ရင်ကြောင့်ပေါ်တူဂီယားယူရိုချန်ပီယံဖလားကိုရရှိခဲ့ပါတယ်။တရားဝင်မှုမှာပေါ်တူဂီယားပြမာသောနိုင်ငံတကာဖလားဖြစ်ပြီးတော့ရိုနယ်ဒိုရဲ့တမွေးဝမ်းကြောင်းပွဲမှာရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။မာရီနက်စ်ကဒီအောင်မြင်မှုကိုဖော်ပြခဲ့တာသူရဲ့အော်မီနိုင်စွမ်းကိုပြသပြီးတော့နောက်26ကမ္ဘာဖလားအတွက်ယုံကြည်မှုမြင့်တင်မှုရည်ရွယ်တာပါ။ပေါ်တူဂီယားဘောလုံးသမားရာ UCB ရဲ့ရွှေခေတ်ကစလို့ရိုနယ်ဒိုရဲ့ခေတ်သစ်ထိဂုံးကြအောင်မြင်မှုတွေနဲ့ပြည့်နှက်နေပါတယ်။ နောက်26ကမ္ဘာဖလားမှာပေါ်တူဂီယာပြိုင်ပွဲအသင်းတွေရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်မှာဖြစ်ပြီးမဲ့အသင်းရဲ့စီးလုံးညှို့မှုနဲ့မာတီနက်ဆ်ဘျူဟာကအောင်မြင်မှုရဖို့အခွင့်အလမ်းပေးနိုင်မယ်လို့မျှော်လင့်နိုင်ကြောင်းပါ။ဇော်လိကြီးပဲတော့အားလုံးကိုကျေးဇူးတင်ပါတယ်။